ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကပြဋ္ဌာန်းလိုက်တဲ့ CRM နိုင်ငံဝန်ထမ်းဥပဒေဟာတော်လရေးလိုအပ်ချက် Federal Democracy စံနှုန်းနဲ့လွဲချော်နေတယ်လို့ဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားတမကများအဖွဲ့ချုပ်ဘကတာလူမျိုးပေါင်းစုံမျိုးဆက်များသွေးစည်းညီညွတ်ရေးမဟာမိတ်အင်အားစု GSCN နဲ့ Democracy အရေးလှုပ်ရှားမှုတပိတ်ကော်မတီ DDMSC တို့ကသဘောထားထုတ်ပြန်လာကြပါတယ်။ဒါအပြင်လူမှုကြားမှာလည်းဒီကိစ္စကဝေဖန်မှုမြင့်တက်နေပါတယ်။ ဒီမိုကရေစီလူ့ခွင့်ရေးနဲ့ဖက်ဒရယ်လစ်ဇမ်ကြီးရဲ့စံနှုန်းသဘောထားတွေအရတယ်ဘလို့မှပေါင်းဝင်မနေဘူးဆိုရတာတွေ့ရမှာအဲ့တော့လူအစီအစီရမလောက်တဲ့လူမှန်သမျှကိုဒီဟာကစစ်ဆေးခွင့်ဖန်ဆီးခွင့်ရှိမယ်ပြီးသွားရင်ပစ်ဆေးလို့အေးယူလို့မကျေနိုင်ထုချေလွားခင်မယ်တင်လို့ရတယ်ဆိုရတာတွေသူရဲ့ဥပဒေထဲမှာပြဋ္ဌာန်းထားတယ်ဆိုပေမဲ့ဒါ CDM မလောက်ချင်းဆိုရတဲ့အပေါ်မှာရာဇဝတ်သားဆိုရင်အအယောင်ကတ်လိုက်ပြီး labor ကတ်လိုက်ပြီးဖြစ်တဲ့ ဲ့အတွက်ကြောင့်ဒါလူခွင့်ရေးရဘလို့မှအဆင်မပြေနေဘူးကျွန်တော်တို့တကောင်ရှင်စစ်တဲ့ဥပဒေလိုမျိုးမောင်ရိတ်ခိုးဥပဒေလိုမျိုးလူတွေကိုတန်လျာနဲ့အမြဲတမ်းစစ်စီမင်းမြတ်ပြီးတော့ဖမ်းဆီးရေးယူလို့ရတယ်ဆိုတဲ့အနေအထားမျိုးဖြစ်တယ်အဲ့အတွက်ကြောင့်မအာဂတိလိုက်စားမှုနဲ့လူခွင့်ရေးချိုးဖောက်မှုပိုပြီးတော့ဖြစ်ပွားအောင်ပံ့ပိုးပေးတဲ့ဥပဒေမျိုးဖြစ်နေတယ်။နောက်တစ်ခုကဒီလိုမျိုးဥပဒေထောက်လိုက်တဲ့အချိန်မှာဒီမိုကရေစီသဘောအရ ဘယ်လောက်ပိုင်ခွင့်အောက်ကနေပြထန်လဲဆိုရဟာမိခွန်ထုတ်ချင်ရှိတယ်။ပြီးွားရင်ဒီဥပဒေကကျွန်တော်တို့အခု Federal Discussion တွေလုပ်နေကြတဲ့အချိန်မှာဒါ Federal ဥပဒေလားတနိုင်ငံလုံးပြတ်လွှမ်းချုပ်မဲ့ဥပဒေလားဒါမှမဟုတ်ဘယ်ဒေသကိုလွှမ်းချုပ်မဲ့ဥပဒေဆိုရဟာကျွန်တော်တို့အများကြီးအငင်းပွားစရာရှိတယ်။အထူးသဖြင့်လက်ရှိအချိန်မှာ Federal အားဖြင့်နိုင်ငံရေးပုံသဘောတူညီချက်မရသေးတဲ့အချိန်နားလည်ဖို့ကြိုးစားနေကြတဲ့အချိန်မှာရခိုင်လိုမျိုးဒေသ မှာကျွန်တော်တို့14မြို့နယ်ကိုတင်လိုက်နိုင်တဲ့အချိန်မှာကြတော့မှသူရှိနေတဲ့ဒီဝန်ထမ်းတွေအကုန်လုံးသူ့ရဲ့ဝန်ထမ်းဖြစ်တင်းသွင်းပြီးတော့ဒီ public service မှာပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေမပြည့်စုံမပြုတ်ကွဲအောင်ပြည်သူလူထုအထိထိခိုက်နေတာမျိုးအနည်းနိုင်တာနည်းအောင်သူတို့လှုပ်သွားတယ်ဆိုတဲ့ဟာမျိုးတွေ့ရတယ်။အဲ့လိုမျိုးရက်တီထားတဲ့ရခိုင်တို့ဒေသမျိုးကဒီလိုမျိုးထွက်လာတဲ့ဥပဒေကိုသူတို့အနေနဲ့ဘယ်သဘောအရလက်ခံမလဲဆိုတဲ့ဟာမိခွန်ကြီးရှိတယ်။ဒီလိုမျိုးဥပဒေတွေထောက်လိုက် တဲ့ဥစ္စာနဲ့သူတို့ရဲ့ဒေတာမှာကျင့်သုံးနေတဲ့အုပ်ချုပ်မှုပုံစံဖွဲ့စည်းမှုပုံစံတွေနဲ့တဘောထားမကိုက်ညီတဲ့အချိန်မှာဖက်ဒရယ်ကပူပေါင်းဖို့ဆိုတဲ့အကြောင်းအရာတွေစဉ်းစားကြတော့မယ်ဆွေးနွေးကြတော့မယ်ဆိုတဲ့အချိန်မှာဒီလိုမျိုးလှုပ်လိုက်တဲ့လှုပ်ရက်ကဒီဖက်ဒရယ်ဖြစ်တည်မှုအတွက်ဖြစ်ထွန်းမှုအတွက်အဟံတာအတားအဆီးတစ်ခုဖြစ်သွားနိုင်တယ်အဲအဲ့အတွက်ကြောင့်အခုလက်ရှိလှုပ်လိုက်တဲ့ဒီ ဒီဥပဒေကိုစဉ်းစားကြတဲ့လူတွေကတကယ်ဒီမိုကရေစီလူ့ခွင့်ရေးကိုတကယ်ရောယုံကြည်ရလားဖက်ဒရယ်ရောတကယ်တွားချင်တာဟုတ်ရလားဆိုတဲ့ဟာကမီးခွန်းထုတ်စရာဖြစ်စီတဲ့ဥပဒေတစ်ခုဖြစ်တယ်ဒီဥပဒေကြောင့်နန်စီရီယန်ဝန်တန်းတွေအပေါ်မတရားဖန်ဆီးအပြစ်ပေးမှုတွေကျူးလွန်လာကြမှာကိုစိုးရိမ်နေလို့လေဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီဒဝဲခရိုင် DDMSC ကပြောပါတယ်အချို့လူတွေကဒါ ဒီဥပဒေကိုလက်လက်လူချတူချပြီးတော့ဒါနတ်စီရီယောထားတွေကိုဒါဖတ်စီတပ်ဖြတ်မှုတွေကျွတ်တော့လာမှာကိုကျွန်တော်တို့တကယ်စိုးရိမ်တယ်ပေါ့နော်အဲအဲ့ဒီဟာတွေကတကယ်လည်းပြည်ပြည်မှာရှိပြီးသားကျွန်တော်တို့အဲမျက်ကြုံနေကြရပါတော့ဒီနတ်စီရီယောထားမှုလို့ဆိုပြီးတော့ဖိုင်ပြီးတော့တတ်လိုက်တယ်အဲပြီးလို့ရှိပြဿနာဖြစ်လို့ရှင်းကြပြီဆိုလို့ရှိတယ်တူတူမှာတက်သေးရှိတယ်ပါညာတက်သေးတက်သေးထုတ်ပြောလို့မရဘူးပါညာဆိုပြီးတော့အဲ့လိုမျိုးပြောကြတာလည်းရှိတယ်ပေါ့နော်အဲအဲ့လိုမျိုးတောက်ပဲတရားစီရင်ရေးဌာနမှာဒါ ဒီရှိခဲ့တဲ့ခြေလမ်းမျိုးပဲဒီတပ်ဖွဲ့တွေကနေပြီးတော့ဖိုက်ပြီးတော့တန်လိုက်တဲ့ဖြစ်စဉ်တွေအများကြီးရှိတယ်ပေါ့နော်အဲဒါကြောင့်မို့ဒီကိုကလေးကိုကမှအဲ့လိုမျိုးနေထားရှိတဲ့ချိန်မှာဒီ CIA ကနေပြီးတော့အဲ့လိုခုလိုမျိုးဥပဒေဒီဆိုပြီးတော့ထုတ်ပြန်လိုက်တဲ့အာကျတော့ခုနဒီဖြစ်နေတဲ့ဒီလက်စီတွေဝထားတွေကိုဖက်စီတပ်ဖြတ်တယ်မတရားဖက်စီတပ်ဖြတ်နေတဲ့ဟာတွေကဒါမိလရလေးပြည်သူလိုမျိုးဖြစ်သွားနေတဲ့အနေထားရှိတယ်ပေါ့နော် ပြီးခဲ့တဲ့ဇွန်လ23ရက်နေ့မှာ CRPH ကပြဋ္ဌာန်းခဲ့တဲ့အကြမ်းမဖက်အာဏာဖိစံမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေရဲ့အခန်းလေးအရေးယူခြင်းနဲ့မှာ2021 April 30ရက်နေ့နောက်ပိုင်း CDM မလုပ်တဲ့သူတွေကိုနန်း CDM ဝန်ထမ်းလို့သတ်မှတ်မှာဖြစ်ပြီးကျူးလွန်ခဲ့တဲ့ပြက်ကွက်မှုအပေါ်အခြေခံကရာတူးကထုတ်ပေးတာပေးအပ်ထားတဲ့ဂုံလူဆောင်ပွဲတွေကိုပြန်ရုပ်သိမ်းတာနမဲပြတ်စရင်သွင်းတာတရားစွဲတာတွေကိုဆောင်ရွက်သွားမယ်လို့ပါရှိပါတယ်။ ဒါပေမဲ့တော်လိုင်းရေးမှာတခုခုထိရောက်စွာဆောင်ရွက်ခဲ့ကြောင်းအထောက်ထားခိုင်လုံစွာပြနိုင်တဲ့နန်းစီရီယံဝန်တန်းတွေကိုတော့အရေးယူခြင်းကနေကင်းလွတ်ခွင့်ပြုမယ်လို့ပါရှိပါတယ်။ဒါအပြင်အရေးယူခံရတဲ့သူဟာရပ်ပေါင်း60အတွင်းအတနာခံစားတက်နိုင်တယ်လို့လည်းဖော်ပြထားပါတယ်။ CDM တွေအတွက်ခိုင်မာတဲ့ဘဝအာဂမခံချက်မပေးဘဲဥပဒေထုတ်ပြီးတော့နန်း CDM တွေကိုအရေးယူတာက CDM တွေအတွက်ကုစားတဲ့ဆေးမဟုတ်ဘူးလို့ CDM တရားသူကြီးမတ်တင်စာများကပြောပါတယ်။ နန်းစီရီယန်လေးကိုရေးယူပြတယ်ပေါ့ဒါကကျမတို့စီရီယန်တွေအတွက်စိတ်မဟုတ်ဘူးအခုခုစားတဲ့စိတ်မဟုတ်ဘူးစီရီယန်တွေကိုတကယ်လေးစားလို့လောက်တာလားဒါမှမဟုတ်လို့ရှိရင်ဟိုသူတို့လုံနိုင်လားဆိုလို့ဟိုလူကိုရေးယူပေးတာပဲတက်နိုင်ပြီးတော့ဒီလူကိုတော့ဟိုထောက်ပံ့နိုင်မှုထောက်ပံ့နိုင်မှုဆိုတာကကိုစားမဲ့တဲ့ကကိုလျှော့ပြီးတော့ကိုသုံးမဲ့တဲ့ကလျှော့ပြီးတော့ဟိုမျိုးမလုပ်ခဲနဲ့အဲသူတို့သာနေစားတောက်ပြီးတော့စီရီယန်တွေဖြစ်ထားပြီးတော့ အဲလုံနိုင်တာဆိုလို့လုတ်ပေးနိုင်တာဆိုလို့ဒီစာလောက်တစ်စာလောက်ဖတ်ပေးတာလောက်ပဲရှိတယ်ဆိုတော့အဲဟာမျိုးပေါ့နော်အဲအဲဒါမျိုးကဒါမျိုးကတော့အမပင်ဘူးအဲနန်းစီဒီယန်လည်းပဲတဲ့ခွန့်လွှတ်ခြင်းခွန့်မလွှတ်ခြင်းကျွန်တော်တို့ပဲဆုံးဖြတ်မယ်အဲကျွန်တော်တို့ကျွန်တော်တို့ဆုံးဖြတ်ပိုင်ကိုရှိရသူတွေဖြစ်တယ်နေပြီးတော့ပုံနှိပ်ရေးနဲ့ထုတ်ဝေရေးဦးစီးဌာနကစီဒီယန်ဝန်ထမ်းတယောက်ကတော့နိုင်ငံတစ်ခုရဲ့လုပ်ငန်းစဉ်တွေလဲပတ်ဖို့အတွက်ဝန်ထမ်းအင်အားများစွာလိုအပ်မှာဖြစ်ပြီး လက်ရှိဥပဒေအရထုတ်ပယ်အရေးယူမှုတွေဟာလက်တွေမှာတကယ်အလုပ်ဖြစ်နိုင်ပါမလားလို့ပြောပါတယ်ဒီနိုင်ငံငါတို့ရဲ့အလုပ်ကိုငါတို့ပြန်သွားမယ်ဆိုတော့အမားတို့ကတော့အဲ့လိုအတွေးပဲတွေးထားတာပေါ့နော်။ဟိုလိုပြောမလဲဒီသူတို့ဥပဒေထုတ်တာတွေဘာတွေကိုလဲအမားတို့ကဒါကြီးကိုကငါတို့ကဒီလိုကြီးဖြစ်ပါသေးဆိုတော့စိတ်ကြီးနဲ့လည်းမဟုတ်ဘူး။ဒီပြည်နိုင်ငံကြီးလုပ်တယ်ဆိုတာလည်းငါတို့ကဘာရပါသေးဆိုတော့ခံစားချက်နဲ့လည်းမဟုတ်ဘူး။ဒါပေမဲ့တော့အလုပ်တစ်ခုမှပြန်လုပ်မယ်ဆိုရင်တော့အမားတို့အနေနဲ့တွေးမိတာပေါ့နော်။ ဟိုဘယ်ပြောမလဲအရင်လူဟောင်းနေနဲ့ငါတို့ကပြန်လုံးနိုင်မှာလားဆိုတော့အတွေးတော့တွေးမိရေပေါ့နော်နမ်စီရန်တွေလည်းအဲ့လိုမျိုးတရားဆွဲဆိုတာတွေပဲရှိခဲ့တယ်ဆိုရင်တော့မှအများကြီးတော့အမားတို့ကတော့မလုံးနိုင်တော့ဘူးထင်တာပဲဘာဖြစ်လို့လဲဆိုတော့အဖွဲ့အစည်းတစ်ခုပြန်တည်ထောင်မယ်စက်ရုံတစ်ခုအလုံးရုံတစ်ခုဌာနတစ်ခုပြန်တည်ထောင်မယ်ဆိုရင်လူဟောင်းတွေကိုအကုန်လုံးထုတ်ပြယ်ပြီးတော့တရားစွဲဆိုတာတွေထုတ်ပယ်တာတွေလုံးမယ် အဲအဲ့လိုမျိုးဆိုလို့ရှင်လူတစ်တူတကားအစအနေပြန်မွေးရမယ်ဆိုရင်သူတို့တကဒါအမားထင်တော့တရားဥပဒေထုတ်တယ်ဆိုရင်တော့မှသူတို့ဒါဟိုတကယ်ရောလေးလေးနက်နက်ကောလုံနိုင်ပါမလားလို့အမားကတော့တွေးတယ်ပေါ့နော်ဝန်ထမ်းတွေဆိုတော့လေအောက်ရှိဝန်ထမ်းတွေကလည်းမရှိမဖြစ်လိုအပ်နေတဲ့အရာတစ်ခုလေနော်တကယ်ကျွမ်းကျင်တဲ့လူတွေဒီခုလက်ရှိလုပ်နေတဲ့လူတွေအကုန်လုံးထုတ်လိုက်ပြီးတော့အစ်စ်ပြန်လုပ်မယ်ဆိုတော့တကယ်ဆက်ပစ္စည်းတစ်ခုရထားဒီဆက်ပစ္စည်းကိုဒီလာမဲ့အစ်စ်ကဘလို့နားလဲမှာလဲအစ်စ်ကဘလို့လဲပေါ့နော် မားတို့ကတော့အတိုင်းတွေးမိရဟိုတလောကတော့အထိုင်ပြီးတွေးဟောအတိုင်းတွေးမိရတော့တကယ်တကယ်လို့လူထုတ်မဲ့ဆိုရင်တော့မလို့တို့ဒီဥပဒေတွေဘယ်တော့ပဲထုတ်ထုတ်ထိရောက်မဲ့ဟာမျိုးတော့အမားတော့မမြင်ဘူးဒီကိစ္စနဲ့ပတ်သက်ပြီးတော့ CIPH တာဝန်ရှိတဲ့သူတွေကိုဆက်သွယ်မေးမြန်းခဲ့တာမှာ NUCC ကနေမူဝါဒချမှတ်ပေးတာဖြစ်ပြီးတော့ဒီဥပဒေကိုအဓိကရေးဆွဲတာကပြည်သူ့ရေးရကော်မတီနဲ့ CDM Success ကော်မတီတို့ကပူးပေါင်းရေးဆွဲက CIPH ကအတည်ပြုပေးရတာဖြစ်တယ်လို့ဆိုပါတယ်။ တောင်းဝန်ရှိတဲ့သူတွေကိုတော့မြစ်စမကဆက်သွယ်ရရှိဖို့ကြိုးစားနေစေဖြစ်ပါတယ်။ CDM ဝါရရေးဆွဲတာမှာပါဝင်ခဲ့တဲ့ NUG အလုံသမားဝင်ကြီးဌာနဒုဝန်ကြီးဦးကျော်နေကတော့ CIPH ကဒီဥပဒေကိုအတိမပြုတ်ခင် CDM ဝါရရေးဆွဲတုန်းက CDM ဝန်ထမ်းတွေကိုယ်တိုင်ပါဝင်ဆွေးနွေးခဲ့ပြီးမူကျန်းကိုလည်း CRM ဝန်ထမ်းတွေကိုချပြခဲ့ကအကြံပြုချက်တွေကိုရယူပြီးမှ CRPH ကဥပဒေရေးဆွဲခဲ့တာလို့ပြောပါရယ်။ဟုတ်ကဲ့ CRM policy ရေးတုန်းကလည်းကျွန်တော်တို့ ဒီစီရီယယ်ဝင်တဲ့နေကိုစားပြုပြီးတော့ပါလာပါတယ်ဒီ NUCC ကနေပြီးတော့ပေါ့နော်အဲဝင်တဲ့စီရီယယ်ဝင်တဲ့နေကိုလည်းပါဝင်လာတာဖြစ်ပါတယ်ပါဝင်ပြီးတော့အရင်ရနေကျွန်တော်တို့ဆွေးနွေးရင်ဒီဘက်ကဆွေးနွေးချက်တွေဆွေးနွေးချက်တွေတိုင်းကိုကျွန်တော်တို့တချို့ဒီမူကြမ်းတွေပေါ့နော်ဆွေးနွေးပြီးရပြီဆိုလို့ရှိရင်ဒီမူကြမ်းတွေကိုလည်းအဖွဲ့အစည်းတွေကပြန်ယူသွားပြီးတော့မိမိတို့သက်ဆိုင်ရာအဖွဲ့အစည်းတွေထဲမှာပြန်ဆွေးနွေးပါတယ်စီဒီအန်တွေကိုလည်းပြန်ချပြပါတယ်ပေါ့နော် သဆိုင်ရဝင်းဌာနတွေကျွန်တော်တို့ဒီဘက်ကအန်ယူဂျီကူစားပြုပေါ်ကလည်းဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ဝန်ကြီးယူလာတယ်ယူလာပြီးတော့လို့ရှိရင်ဒီဘက်အန်ယူဂျီရဲ့ ဒါ CDN နေစီကိုလည်း CDN ဝင်တဲ့နေစီကိုလည်းချပြတယ်သူတို့ကလည်းတစ်စက်အဲဒီ Auchi CDN နေပေါ့နော်ဒီ NUG မှာတာဝန်မထမ်းဆောင်ဝင်တဲ့လည်းထိစပ်ထားတဲ့အဲ CDN လုပ်ထားတဲ့ဝန်ထမ်းနေစီကိုချပြပြီးတော့သူတို့ CDN နေပြီးအကြံပြုချက်တွေပေါ့နော်ဒါတွေကျွန်တော်တို့ယူတယ်အပြောလို့ရှိရင်လည်းကျွန်တော် NUG ဘက်ကနေတဲ့ဒီအပေါ်လေးမှာပြန်ပြီးတော့ကိုယ့်ရဲ့အကြံပြုချက်တွေနေပေါ့နော်ဒါတွေပြန်ယူသွားပြီးတော့ CDN policy မှာဆွေးနွေးကြတာပါအဲဒါကြောင့်ကျွန်တော်တို့ဒီဟာက ဒီစီရီယံဘက်ကဟောပေါ့နော်စီရီယံဘက်ကလည်းဒီလိုမျိုးဝန်ထမ်းတွေရဲ့တဘောဓာတ်တွေပေါ့လို့ဒါကြီးပါဝင်ပြီးသားပါစီရီယံဘွယ်စီတွေနဲ့လည်းဆွေးနွေးမှုလုပ်ခဲ့တယ်လို့ပြောလို့ရပါတယ်စီရီယမ်လှုပ်ခြင်းမလှုပ်ခြင်းဟာလူတယောက်ရဲ့နိုင်ငံရေးခံယူချက်ရည်တည်ချက်ပေါ်မူတည်ပြီးစီရီယမ်မလှုပ်တဲ့အတွက်အဲ့ဒီလူကိုရာဇဝတ်သားအဖြစ်သတ်မှတ်အရေးယူလို့မရဘူးလို့တက်ကြွလှုပ်ရှားသူတွေနဲ့အဖွဲ့အစည်းတချို့ကဝေဖန်ထောက်ပြကြပါတယ် CRPH ကပြထန်းလိုက်တဲ့ CRM နိုင်ငံဝန်တန်းဥပဒေဟာနိုင်ငံရေးစံနှုန်းအရာရောအကျိုးဆက်အရာပါလက်ခံနိုင်စရာမရှိတဲ့အတွက်ကန့်ကွက်ရှုတ်ချကြောင်းဘကသားများအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။အလားတူလူမျိုးပေါင်းစုံမျိုးဆက်များသွေးစည်းညညရေးမဟာမိတ်အင်အားစုကလည်းအလုံးစုံအရေးယူမယ်လို့တရားမျှတမှုအခြေမခံတဲ့မူဝါဒထုတ်ပြန်ချက်ဟာနန်းစီရီ MD ကိုစစ်တပ်နဲ့ပိုးပူးပေါင်းစေဖို့အတွက်တွန်းအားပေးစေတယ်လို့ဖြစ်ပြီးစေအုပ်စုကိုတက်ဆိုးရှေ့စေမှာဖြစ်တယ်လို့ဖော်ပြပါရယ်။ တစ်ဖက်မှာလည်းစစ်ကောင်စီကဒီဥပဒေဟာနိုင်ငံဝန်ထမ်းတွေကိုအတီးပေါက်ချင်းချောက်တာဖြစ်ပြီးတော့ပြဿနာတွေနဲ့သဘောဦးလိုက်နေတဲ့အဖွဲ့ကကယောင်ကရန်ထားလုပ်တဲ့အလုပ်ရဲလို့လဲဇွန်လ15ရက်နေ့ထုတ်မြန်မာအလင်းသတင်းစာမှာဖော်ပြထားပါတယ်။ဒါအပြင် CRPHNUG စတဲ့တော်လင်ရဲ့အဖွဲ့တွေနဲ့ပတ်သက်တဲ့သူတွေထောက်ခံကြောင်းရေးသားဖော်ပြနေတဲ့သူတွေကိုတော့စစ်ကောင်စီကဖမ်းဆီးအရေးယူတာတွေကိုဇက်တိုက်လှုပ်ဆောင်နေပါတယ်ရှင်။ လူ့သောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။